Vamos yaro. မင်္ဂလာပါကုလူတို့အခုကျွန်တော်ကဇာယဆရာဦးကျော်ဦးပြုစုတဲ့ဗမောဆရာတော်ရဲ့ဟာတရတကဗျာများနဲ့ဥပမာပုံမြင်ဝတ္ထုများစာအုပ်ကို အပိုင်းလေးနေနဲ့ဖတ်ပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။နားဆင်ခံစားအားပေးကြပါဦး။ ထက်၍စာချိုးပြန်ခြင်းဗမောဆရာတော်သည်ကျောင်းသို့ပြန်ရောက်ရင်ရောက်ခြင်းကြ བྱ ားတပုတ်ကိုချက်ချင်းရေးကာနန်းတော်တဲသို့တွား၍ချထားစီလီသည်တိုင်းလုံးငေကျော်ဗမောကိုမိပြီးမှတ်လို့ညာလက်ခတ်တီးဂွေးစီကိုလှမ်းအဆံကိုတူနဲ့ထုလို့သေလောက်အောင်ဘလူစစ်တော့ပစ္စာရှင်ပညာကြီးကိုလီးမှမမိဘူးဟု၍ပြပြခါခါနှစ်နှစ်ကာကာကြီး ရေးလိုက်လည်သည်ဒုမြသာမက နောက်ထပ်တစ်ပုတ်လဲဆက်ဆိုလည်သည်တိုင်းလုံးငဲကြောမမော်ဖမ်းလို့စစ်တယ်ဒီခေဝဲကဘာဆုံးစီတော့တီကုံးသူပြစ်စရင်ကိုမင်းတို့တီဘူးဟု၍ဖြစ်သည်မင်းတို့မင်းလဲသာသနာပိုင်မင်းမနိုင်တော့ဗမောဆရာတော်အတွက်ရှီရှီဝေးဝေးတွေးရတွေးရမနေတော့ဘီဗမောမျိုးတို့လှေနှင့်ပုတ်စီဟု အမိန်တော်ချမှတ်သည်မဟာတန်ဝန်တို့လည်းအမိန်တော်အရဗမော်ဆရာတော်အားဗမော်မျိုးသူပို့ရမည်အကြောင်း ရှောက်ထားလေရာကျော်ကျော်ရှူရှူပင်လက်ခံတော်မူသည်အကြောင်းမူကားဗမော်ဆရာတော်သည် သာသနာပိုင်ဆရာတော်ဖျားနှင့်သူတမဆရာတော်များပင်လက်လျှော့ထားရသောတည်နှင့်မြို့ရင်းမြို့ပြင်ဟိုးလေးတကြောပြန့်နှံ့နေသောကြောင့်ဗမော်ဆရာတော်၏အထံသို့ဝင်ထွက်သွားလာဝန်သူများနှဲပါလာတော့သည် ဗမောဆရာတော်ဆိုရင်ဘရင်ညဉ့်ညင်သောပုဂ္ဂိုလ်တူအနေနဲ့အဝေးမှရှောင်ရှားကြတော်သည်မယောင်မှန်သည့်အတိုင်းရည်သည်ပြောသည်ဆိုစေကာမူဟုတ်တာဆို နာလိုခံခက်အမျက်ထွက်ကြသည်ဖြင့်ဗမောဆရာတော်အတွက် ထောက်ခံဝန်သည့်ဘတ်တော်သားများမရှိသလောက်ဖြစ်သွားရလေသည်ထို့ကြောင့်ပင်ဗမောသူလှေနှင့်စုံကနီး၌ဇာဂျိုးတစ်ပုဒ်ရေးသားဆက်ဆူလိုက်သည် ငါနဲ့ကံစိုးပါပြီနေအမေလို့တဲ့ကံရဲ့ငါလခွေးပါမငါကြီးတာကြံတော့တယ်နောက်ဆုံးတွင်ကမမော်ဆရာတော်သည်မမော်မြို့သူနေနေတန်ခံရလေတော်သည် လေပေါ်မှကဗျာတပုတ်ဗမောဆရာတော်အားဗမောမျိုးသူမင်းတို့မင်းဘရင်ကနေနေတံပေးလိုက်သည်တွင်ဘရင်မင်းမြတ်အမိတော်သတ်မှတ်သည့်အတိုင်းလေသိန်းအတွင်းဝန်ဦးချိန်ကအစအစအရာရာလူလေသိန်းမရှိအောင်စီမံခန့်ခွဲရလေသည်ရွတ်တိုက်လေကြီးတစ်စင်းလေထိုးသား3ဦးကပိယ2ဦးလမ်းတွင်ချက်ပြုတ်ဆက်ကရန်ဆွန်ဆန်းစီငရုတ်စသည့်ရိတ်ခါများကိုလူလေသိန်းမရှိအောင် လေသင်းအတွင်းဝန်ဦးချိန်ကအသိစီမံထားလေသည်မဟာဒံဝန်နှင့်မဟာဒံဝန်စီးတို့ကအစီအစဉ်ရှိသည့်အတိုင်းနိုင်ရီဆောက်ပြီးမမောဆရာတော်ကို ပင့်ဆောင်ခဲ့ကြလေသည်ဆရာတော်၏တပည့်တပည့်များဖြစ်ကြသည့်ယဟန်သာမဏေများဗမောဆရာတော်ဗမောမျိုးသူကြွရတော်မြည်ဟုကြားသည့်ထားရသည့်အတွက်ဆွန်ကွန်ဂေါစရဂန်တပည့်တကာတကာမများကြမျက်ရည်များသိမ်းစီက ဆရာတော်ဤနောက်မှလိုက်ပါပို့ဆောင်ကြလေသည်ထိုခေတ်တွင်မြင့်ရထားရင်အနှဲငယ်ရှိတော်လေဆရာတော်သည်မြင့်ရထားရင်စီးတော်မူမူပဲမြို့လူတို့တကားတကားမှများအကြည်ညိုခံပြီးဘယင်းမင်းမြတ်၏နေနေတံကို ပြုံရွှင်စွာခံယူတော်မူပြီးမဟာဒံဝန်နှင့်မဟာဒံစည်ရို့ပင်းဆောင်ရာသို့လိုက်ပါကြွချီခဲ့လေသည်အမောဆရာတော်ကြွလာသည်ကိုမြင်လျင်လှေသွင်းအတွင်းဝန်ဦးချိန်က မိမိအပြည့်စုံစီမံထားသည့်လေကြီးပေါ်သို့လက်အုပ်ကလေးချီကာဆရာတော်ကြွရတော်မူပါဖုရားအားလုံးအပြည့်စုံစီမံပြီးဖြစ်ကြောင်းမှာဖုရားဟုရှောက်ထားပြီးပင့်ဆောင်လေသည်ဆရာတော်သည်ပင့်ဆောင်ရာလေကြီးပေါ်သို့ပြုံးရွှင်စွာတက်ရောက်ခဲ့လေသည်လိုက်ပါပူဆောင်ကြသည်တပည့်တန်ဃာတော်များနှင့်တက္ကရာကမများ၏မျက်နှာမှာညိုငယ်နှွမ်းလျက်မရွှင်ပြသလောက်ဆရာတော်၏မျက်နှာမှာ ကြည်လင်ရှုံးပါလျက်ရှိလာသည်ဆရာတော်၏မျက်နှာမှာခါတိုင်းထပ်ပင် ပြုံးရွှင်နေသည်ဟုထင်ရသည်လေထွက်ရန်နိုင်စေပြီဖြစ်၍လေသွင်းအတွင်းဝန်ဥချိန်ကစိုက်ထားသည့်ဝါတိုင်းမှလေကျိုးကိုအသာဖြေပြီးလေပေါ်သို့ပြစ်တင်လိုက်သည်လေထိုးသားတို့သည်တက်မှကိုစီကန်၍လှုပ်ရှားအားယူနေကြတော်သည်လေထွက်စာတွင်ဇရာတော်က လေသင်းအတွင်းဝန်ဟာမင်းတို့မင်းမြတ်ကဘာများတတ်မှတ်မှားလိုက်သေးတယ်လဲဟုမေးရမှန်မှာလန်ခုလက်စိုက်ကပ်မြို့များက တကိုးကြီးဖျားများဇရာတော်ဖူးလိုပါကလေထိုးသားများစိုက်ကပ်ပေးရင်မှားကြားလိုက်ကြောင်းပါဖျားဟုရှောက်ထားလေသည်ဇရာတော်ကငါပြောတာမှမဟုတ်ပဲလေထိုးသားပြောတာပဲကွာဟုမိတ်ကလေးသည် မိုးလာအကုန်ဆောင်းလာအခုတစောင်းမုံးလာထူးဤနနက်ခင်းမှာနေမုံရေမပြောက်တပြောက်နေရောင်မရောက်တရောက်အချိန်ဖြစ်သည် လေကြီးကကမ်းနားမှာရွေရှား၍ထွက်ခွာနေပြီဗမောဆရာတော်သည် လေထွက်၍မလိုင်းမကန်းအရောက်တွင် စာကျိုးတစ်ပုဒ်ပါရှိသည့်ပေလိတ်ကလေးကိုလေသိန်းအတွင်းဝန်အနည်းသို့ပြစ်ချခဲ့လေသည်ဘူစာကျိုးမှာဗမောကိုနှင်း ်မောင်လွင်လူမိုက်က မုံလိုက်ပါပြီ နေရစ်ကြနော်နောင်ခါတော့မှားပြီဖရာလို့ကြားရောင်ပါဤမင်းတို့မင်းငယ်နမင်မမောင်လွင်ဖြစ်သည်ဗမောဆရာတော်လှေပေါ်မှာဆက်တော့ကြပြတွင်မင်းဘယင်ကိုငယ်နမင်ခေါ်၍နှက်လိုက်တော့တတ္တိက အာဃတတ္တိပင်ဤ မော်ဆရာတော်ပကံဖျားများဖူးလို့ခြင်းမမော်ဆရာတော်သည်ဗမော်မျိုးသူစံတက်ခဲ့ရာတွင်မင်းတို့မင်းကဆရာတော်အစားတော့ကောင်းကောင်းနဲ့အလွန်ဖုံးပေးနိုင်ကြောင်းကြိုတင်သိပြီးတဲ့အတိုင်းလူလီသေးမရှိအောင်စီမံစေခဲ့ရာဆရာတော်မှာလန်ခီရှုခင်းများကိုကြည့်၍ကြည်နူးခြင်းများစွာ ကြည်နှက်နှစ်သိပ်တော်မူသည်ဤသို့အေးချမ်းငြိမ်သက်လာသောခီးတွင်ဆရာတော်သည် အပြာညာကွန်မြူးမီမှာမလွဲပေသို့သောဤသို့တာယာသောရှုခင်းများကိုဆက်ဆိုသောကဗျာများသည်မှတ်တမ်းအဖြစ်မရှိခဲ့ပေဇာရောဤအတိုက်ခိုက်အနောက်ပြောင်ကဗျာများသာထင်ရှားနေခဲ့သည်မှာအန်ဩဇာကောင်းလာသည့်ထက်စင်းစားပွေတည့်ရဖြစ်ပေသည်ဤသို့နှင့်စိတ်ချမ်းမြေ့ပွေသောရေလန်းခီကိုဆယ်ညအိမ်များစံတက်မိသည်နှင့် ပေနင်းကြီးကဆရာတော်အားရှောက်ထားသည် ဇရာတော်ဖျားညောင်ညာတော်မူသလားဖျားမညောင်းပါဘူးကွာအလိုမဲစိတ်ချမ်းသာလှတယ်နေပြည်တော်မှာဆိုရင်ဟိုเจ้าကြာရဒီเจ้าကြာရနဲ့စိတ်မချမ်းသာဘူးကွာအခုတော့နားလဲချမ်းသာတယ်စိတ်လဲချမ်းသာတယ်မှန်လှပါဖျားမနေ့ဖျားညနေဆိုရင်ဗမုံမြို့ကိုရောက်တော့မှာပါဖျားအေးဟုတ်လားဒါလို့ဆိုဗမုံမရောက်ခင်ဖျားဘူးကျင်သေးတကွာ မမဖရာအမိန်တော်ပါပါတယ်ဘမုံမရောက်ခင်ဆရာတော်ဖူးကျင်တဲ့ဖရာကိုဖူးခွင်ပြုတ်ဖို့ပါပဲဖရာအေးဟန်ကြတယ်ကွာငါလည်းတစ်ခေါက်မှမရောက်ဘူးလို့မှုပကံဖရာတွေဖူးကျင်နေတာကြာပြီငါကိုပကံဖရာဖူးရအောင် ပို့ပေးစမ်းကွာပင်င်းကြီးဒီမျက်လုံးများပင် ပြူးသွားလေသည်မှန်လားပါပကံဖရာများမှာမန္တလေးအောက်ဘက်ကိုစုံစင်းရမှာပါဖရာ အလွန်ဝေးကွာလှပါတယ်ဗမောဆရာတော်ကမျက်နှာတင်းမာစွာဖြင့်ငါကိုပကံဖျားဘူးရအောင်ပို့မှသာပို့ကွာပဲနေကြီးသည် မျက်စိမျက်နှာပြက်ပြက်နှင့်မှန်လားပါဗျာနေပြည်တော်ကိုဖျက်ကျော်စုံစင်းသွားရင်တပည့်တော်တို့ရာဇဒန်ထိမှာတနာတော်မူပါဖျားဗမောဆရာတော်သည်ပို့၍ဒေါသဖြစ်လာဟန်ဖြင့် ဟေးတကမင်းတို့ဘီရင်ကဘယ်လိုအမိတ်ပေးလိုက်တယ်လဲမှန်လားပါဘမုံမရောက်ခင်ဆရာတော်ဖရာဖူးမြော်ခြင်းနဲ့ဖရာများကိုဖူးမြော်ခွင့်ပေးပါလို့အမိတ်တော်ပါပါတယ်ဖရာအေးငါဘမော်ရောက်ပြီလားပဲနင်းကြီးသည်တုံလှုပ်စွာဖြင့်နှက်ပြန်ရောက်ပါတော့မယ်ဖရာဆရာတော်သည်ပို၍ဒေါသဖြစ်ဟန်နဲ့အော်ငေါက်ကရှင်းရှင်းပြေစမ်းပါကွာ အခုငါဘမော်ရောက်ပြီလားမရောက်သေးပါဘူးဖေရမင်းတို့ဘယင်အမိတ်ကဗားတဲ့ဘမော်မျိုးမရောက်မီအတွင်းမှာဖေရဘယ်ဖေရကိုပို့ရမလဲတတ်မှတ်သေးသလားဘယ်ဖေရကိုမှတတ်မှတ်မပေးပါဖေရအရှင်ဖေရဖူးကျင်နေဖေရလို့အမိတ်တော့ပေးပါတယ်ဖေရအေးငါအခုဘမော်မရောက်သေးဘူးငါဖူးကျင်နေဖေရကပကံဖေရမင်းတို့ဘယင်အမိတ်ရငါပြောတာပဲ ငါ့ကိုပကံလိုက်ဖို့ဒါပဲဆရာတော်ဒီဤသို့မိန့်တော်မူပြီးတည့်ရစွာပြုပြင်ထားသောအိတ်ဆောင်သို့ဝင်သွားလေသည်ပဲနေကြီးသည်ဆရာတော်ထံမှထွက်လာခဲ့ပြီးလေထိုးသားများအားအကျိုးကြောင်းပြောပြရာလေထိုးသားများမှာ ရာဇဝတ်ဘေးနှင့်မုတ်ချတွေ့ရတော်မည်။ဇရာတော်ကိုအတနာခံရှောက်ထားမည်ဟုတိုင်ပင်ကြကဇရာတော်ဖျား၏အိတ်ဆောင်ငန်းဤတွင်ယုံစုယုံစုနှင့်ဇရာတော်အိမ်ယာမှထားမည်အချိန်ကိုစောင့်မျှော်နေကြသည်။ဇရာတော်သည်လူသင်သူသင်များကြားသဖြင့်အိတ်ဆောင်မှထွက်လာပြီ။ဟေးဘာဖြစ်နေကြတာလဲကွာ။မှန်လားပါ။တပည့်တော်တို့ရာဇဝတ်ဘေးကိုတနာသဖြင့်ကဲတင်တော်မူပါဗျာ။ ။ဘာဖြစ်လို့ရာဇဝတ်သိရမှာလဲကွာ။မင်းတို့ဘရင်မိတ်တိုင်းလောက်ရတာပဲ။မှန်လားပါ။နေပြည်တော်ကိုဖျက်ကျော်ပြီးစုံစင်းရင်အမှန်ပဲရာဇမှန်ရှမှ ကြောက်ရပါတယ်ဖယား။တပည့်တော်တို့ကိုတနာတော်မူပါဖယားဟု အလွန်ထိတ်လန့်သောမျက်နှာများနဲ့ဝိုင်းဝန်းလျှောက်ထားလေလျင်ဆရာတော်သည် အတန်ငယ်တွေးဝေနေပြီးမှအေးမင်းတို့ကိုတနာလို့ငါအလျှော့ပေးလိုက်မယ် ရှင်ဘရင်အမိတ်ဆိုတာဒီဒီကြကြရှိရတယ်ကွာပေါ်ပေါ်ဆဆမလောက်ရဘူးအေးငါလည်းအဲ့ဒီလိုပြောမိလို့ဘမောအပုတ်ခံရတာပါပဲဟုပြုံးရွှင်စွာပြောလေသဖြင့်ပဲ့နှင်းကြီးနဲ့တကွာလှေထိုးသားမြတ်မှာဝမ်းမြောက်ဝမ်းသာဖြစ်ကြလေသတည်းဟုတ်ကဲ့ပါ ဇိုင်းဆရာဦးကျော်ဦးပြုစုတဲ့မမော်ဆရာတော်ရဲ့ဟာသရသကဗျာများနဲ့ဥပမာပုံပြင်ဝတ္ထုများစာအုပ်ကိုအပိုင်းလေးအနေနဲ့ကျွန်တော်ຫນွေလင်းရန်ကဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နားဆင်ကြကြတဲ့ရောင်နီပြိသက်တယောက်ချင်းစီတိုင်းစိတ်ရှိအကြံကိုမာတွေ့လို့အိတ်စစ်တန်လိုရာပြေကြပါစေ။ကျေးဇူးတင်ပါတယ်။